အားလုံးပဲမင်္ဂလာပါ KTA Crochet YouTube Channel နဲ့ Facebook Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီတစ်ခေါက်မှာတော့တကြံလဲနီးပြီဆိုတော့မီနီဗရောက်ပန်းအိုးလေးကိုထိုးပြသွားမယ်နော်ဒီပန်းအိုးလေးထိုးမဲ့ဆိုရင်တော့ခြီကတော့ Mecotron 5 Blind ကိုတုံထားပါရနော်၄ Blind တုံမဲ့ဆိုရင်လည်းရပါတယ် SI ကတော့ 2.5mm ကိုတုံပြီးတော့ထိုးပါမယ်နော်ပြီးသွားရင်တော့ဒီလိုနန်းဂျိုးလေးပေါ့နော်၃ချောင်းလောက်ဆောင်ထားပေးပါနော်ကက်ဘိုးအတွက်ကကော်ဒေါလေးတုံမဲ့6အက်ခြီဖြတ်ကက်ကြီးလေးလို့မယ်နော် ပန်းအိုးအသေးလေးထိုးမဲ့ဆိုရင်တော့ဒီလိုတော့ချိတ်လေးလည်းလုပ်လို့ရတယ်နော်ပြီးရင်တော့ပန်းအိုးထဲမှာထည့်ဖို့အတွက်ဒီလိုဆီလီကွန်လေးလည်းလိုမယ်နော်ဒီဗီဒီယိုလေးထဲမှာကြတော့ဒီပန်းအိုးနှစ်မျိုးစလုံးပေါ့နော်အသေးရောအကြီးရောနှစ်ခုလုံးထိုးတတ်အောင်ရှင်းပြပေးသွားမယ်နော်ဒါဆိုရင်တော့ဒီပန်းအိုးလေးစားပြီးတော့ထိုးကြည့်ရအောင်နော်အရင်ဆုံးခြိကင်ပြီးတော့ measuring လုပ်မယ်เนาะပန်းအိုးအသေးသမားတွေကြတော့ measuring ထဲမှာတိုင်တို6တိုင်ပဲထိုးပါเนาะ ဒီမှာကြတော့ပန်အိုအကြီးပုံစံလေးထိုးပြမှာဆိုတော့အနေတော်လေးပေါ့နော်အကြီးအရန်အကြီးလည်းမဟုတ်ဘူးเนาะဒီ magic ring ထဲမှာတိုင်တူလေးတွေ၈တိုင်နဲ့ထိုးမှာเนาะ၁တိုင်၂တိုင်၃တိုင်၄တိုင်၅တိုင်၆တိုင် 9တိုင်10တိုင်ပေါ့နော်ဒီချိန်လောက်ဖို့သူတွေကြတော့6တိုင်ပဲထိုးပါနော်ပြီးရင်တော့ဒီစူးစားလေးကိုတင်းတင်းလေးဆွဲစီလိုက်မယ်ပထမဆုံးတိုင်တို့ရဲ့ထိတ်ကိုအထိုးထည့်ပေးနော်ပထမဆုံးတိုင်တို့တေချာလေးရှာပေးပါနော်အဲ့ဒီတိုင်တို့ရဲ့ထိတ်မှာအထည့်ပြီးတော့ခြစ်ဆွဲယူလာမယ်အနောက်ကအပေါက်တွေကိုတခါတည်းဝင်အောင်ထည့်မယ်ဒါကိုရှက်ကွန်နဲ့ချိန်တယ်လို့ခေါ်ရနော်ဒုတိယစစ်တက်မယ်ချိန်တက်ခါ ဒီရှက်ကောချိန်ထားတဲ့အပေါက်ကနေပဲပြန်စထိုးမယ်တပေါက်ထဲကိုတိုင်တို့နှစ်တိုင်ဖီပေါ့နော်တိုင်ဘွားလို့ခေါ်တယ်နော်တပေါက်ထဲကိုနှစ်တိုင်နှစ်တိုင်ထိုးတာကိုတိုင်ဘွားလို့ခေါ်တယ်ရှက်ကောချိန်တဲ့အပေါက်မှာလည်းတပေါက်ထဲကိုနှစ်တိုင်ပေါ့နော်အနောက်ကခြေစားလေးပါတင်းသွားပြီနော်ဒုတိယအပေါက်မှာလည်းအဲ့လိုပဲတပေါက်ကိုနှစ်တိုင်စီထိုးမယ်အောက်မှာ၈ပေါက်ရှိတယ်ဆိုတော့ စုစုပေါင်းတိုင်ပွား၈ကြိမ်ဆိုတော့၈နှစ်လီ16ပေါ့နော်ဒီအစစ်မှာ တိုင်တို့ရေအတွက်16တိုင်ရှိနေရမယ်16တိုင်ပြည့်အောင်ဆက်ထိုးလာပေးပါနော်16တိုင်ပြည့်သွားပြီဆိုရင်ပထမဆုံးတိုင်တို့ရဲ့ထိပ်မှာရှက်ကော်နဲ့ချိန်လိုက်မယ်နော်ဒါဆိုရင်အစစ်နှစ်ပြီးပြီနော်အစစ်သုံးတက်ဖို့အတွက်ချိန်တစ်ခါထိုးမယ်ရှက်ကော်ချိန်တဲ့အပေါက်မှာတိုင်တို့တစ်ထိုင်ထိုးမယ် ဒုတိယပေါက်မှာကြတော့တိုင်ပွားထိုးမယ်တိုင်ပွားဆိုတာကတပေါက်ထဲနှစ်တိုင်ဒီနှစ်မျိုးပေါင်းတာကိုတစ်ချိန်လို့ခေါ်မယ်နော်တစ်ချိန်တိုင်တို့တတိုင်းနဲ့တိုင်ပွားနောက်တစ်ချိန်ထပ်ထိုးမယ်နောက်တစ်ပေါက်မှာတိုင်တို့တတိုင်းဒုတိယပေါက်မှာကြတော့တပေါက်ထဲနှစ်တိုင်ပေါ့နော်တိုင်ပွားဒါဆိုရင်တိုင်တို့တတိုင်းနဲ့တိုင်ပွား2ကြိမ်ရသွားပြီเนาะသူကို8ကြိမ်ပြည့်အောင်ဆက်ထိုးလာပြီပါเนาะ ချစ်ကြိမ်ပြည်ပြီဆိုရင်တော့တိုင်ရီအတွက်က24တိုင်ပြည်နေရမှာเนาะပြီးရင်တော့ရှက်ကော်နဲ့ချိန်လိုက်မှာเนาะနောက်တစ်စစ်ကြရင်တော့ချိန်တစ်ခါထိုးပြီးရင် BL လို့ပုံစံနဲ့ထိုးမှာเนาะဒီရှက်ကော်ချိန်ထားတဲ့အပပေါ့เนาะဖုတ်မီနှစ်ချမ်းရှိတယ်ဒီညာဘက်ချမ်းပေါ့เนาะအပေါ်ဘက်ချမ်းပေါ့เนาะအပေါ်ဘက်ချမ်းကြိုးစားมาပဲတိုင်တိုလေးထိုးမှာเนาะဒီလိုเนาะတိုင်တိုတစ်တိုင်စားထိုးလိုက်မှာเนาะ ဒုတိယပဟိုသွားမယ်ဒီအလေတက်တက်ရနေအက်ထိုးချလိုက်နော်အပေါ်ဘက်ဖုံမီကြိုးစားကိုပဲတိုင်းတို့ထိုးမယ်နှစ်တိုင်းနောက်တစ်ပောက်ဆက်သွားမယ်နော်နောက်တစ်ပောက်မှာကြတော့တစ်ပောက်ထဲကိုနှစ်တိုင်းထိုးမယ်ဒီအနောက်ဘက်ဖုံမီချမ်းမှာပဲတစ်ပောက်ထဲကိုနှစ်တိုင်းဒါဆိုရင်တိုင်းတို့နှစ်တိုင်းရဲ့တိုင်းဘွားရဲ့တစ်ချိန်ပေါ့နော်ဒါဆိုရင်နောက်တစ်ချိန်ထပ်ထိုးပြမယ်နော်ဒီရဲ့လိုပုံစံမဲ့သွားမယ်နော်အနောက်ဘက်ဖုံမီမှာတိုင်းတို့တေ ုတိယပေါက်မှာတိုင်တို့နင်းတတိယပေါက်မှာကြတော့တိုင်ဘွားပေါ့နော်တပေါက်ထဲကိုနှစ်တိုင်ဒီဒီပေါက်မှာပဲပြန်ထိုးနော်နင်းဒါဆိုရင်တိုင်တို့နှစ်တိုင်နဲ့တိုင်ဘွားနှစ်ကြိမ်ရသွားပြီတစ်ဖက်မှာဒီလိုဖော့မီလေးတွေတစ်ချမ်းတစ်ချမ်းကြံနေရမယ်ဒီလိုပုံစံတိုင်း၈ကြိမ်ပြည့်အောင်ဆက်ထိုးမယ်နော်၈ကြိမ်ပြည့်ပြီဆိုရင်၃၂တိုင် ရှိရမယ်နော် ြီးတော့ရှက်ကော်နဲ့ချိန်မယ်နောက်တစ်စစ်တက်ဖို့ချိန်တက်ခါဒီရှက်ကော်ချိန်ထားတဲ့အပေါက်ကနေပြီးတော့တိုင်တိုလေးတွေတပေါက်တစ်တိုင်စီနဲ့တဒန်းကို30နဲ့2တိုင်ပြည့်အောင်ဒါရှာပေါ့နော်ထိုးလာပေးပါနော်တပေါက်တစ်တိုင်စီနဲ့32တိုင်ပြည့်ရင်တစ်ခေါက်ပြန်ကြည့်မယ်နော်တပေါက်တိုင်စီနဲ့ထိုးလာတာ32တိုင်ပြည့်ပြီဆိုရင်ပထမဆုံးတိုင်တို့ရဲ့ထိတ်မှာရှက်ကော်နဲ့လှန်ချိန်လိုက်မယ်နော်ပြီးသွားရင်တော့နောက်တစ်စစ်တက်ဖို့ချိန်တက်ခါ ဒီရှက်ကော်ချိတ်ထားတဲ့အပေါက်မှာတိုင်ပွားနဲ့စထိုးမယ်နော်ရှက်ကော်ချိတ်ထားတဲ့ပေါက်မှာတပေါက်သေးကိုနှစ်တိုင်ထိုးမယ်တိုင်နှစ်တိုင်တိုင်ပွားနဲ့စပြီးရင်နောက်ထပ်တိုင်တို့တပေါက်တစ်တိုင်စီသုံးတိုင်ထိုးမယ်နော်သုံးတိုင်ပြီးပြီဆိုရင်ဒါကိုတိုင်ပွားနဲ့တိုင်တို့သုံးတိုင်တစ်ချိန်ပေါ့နော်နောက်တစ်ခါဆိုရင်တိုင်ပွားပြန်လာမယ် ြီးရင်တိုင်တို့၃တိုင်ပြန်လာမယ်တနေတော့ဒါဆိုရင်တိုင်ဘွားတိုင်တို့၃တိုင်နှစ်ကြိမ်ရသွားပြီဒီလိုပဲတိုင်ဘွားတိုင်တို့၃တိုင်တိုင်ဘွားတိုင်တို့၃တိုင်ဆိုပြီးတော့၈ကြိမ်ပြည့်အောင်တပတ်လည်လုံးထိုးလာပေးပါနော်၈ကြိမ်ပြည့်ပြီဆိုရင်တော့တိုင်တို့ရေတွက်၄၀ရှိရမှာပေါ့နော်ဒါဆိုရင်တော့ရှက်ကွန်နဲ့ချိန်လိုက်တော့မယ်နော်နောက်တစ်စစ်တက်ဖို့ချိန်တက်ခါ ဒီရှက်ကော်ချိန်ထားတဲ့အပေါက်ကနေပြီးတော့တိုင်တိုလေးတွေတပေါက်တစ်တိုင်စီနဲ့40 40ပေါ့နော်ငါးတန်းထိုးပေးရမယ်နော်အိုးအသေးမှကြတော့3တန်းပဲထိုးပါနော်အိုးအသေးကကြတော့တဒန်းကို30ပဲရှိမယ်နော်တိုင်တိုရေတွက်30ပဲရှိမယ်အိုးအကြီးမှကြတော့တဒန်းကိုတိုင်တို့ရေအတွက်40နဲ့9ဒန်းပြည့်အောင်ထိုးပြီးသွားတဲ့အခါကျရင်တစ်ခေါက်ပြန်ကြည့်မယ်နော်။အိုးအကြီးအတွက်9ဒန်းထိုးပြီးသွားပြီဆိုရင်နောက်တစ်စစ်တက်မယ်နော်။နောက်တစ်စစ်မှကြတော့တိုင်ရော့ပါမယ်နော်။ ချိန်တစ်ခါထိုးလိုက်မယ်ချက်ကော့ချိတ်တဲ့ပောက်ကနေတိုင်ကို၃နိုင်စထိုးမယ်နော်ဒီနေတော့တိုင်တို့၃နိုင်ပြီးသွားပြီဆိုရင်တိုင်ရော့လာမယ်နော်တိုင်ရော့ကြတော့ဒီဖော့မီစူးစားအရှိဖျားလေးနှစ်ခုကိုယူပြီးတော့တိုင်တို့လေးတတိုင်ထိုးလိုက်တာပေါ့နော်နှစ်ပောက်ကိုတတိုင် A ပေါ့နော်တိုင်တို့၃နိုင်နဲ့တိုင်ရော့တစ်ချိန်ရပြီနောက်ထပ်တိုင်တို့၃နိုင်ပြန်လာမယ် နှစ်တိုင်းသုံးတိုင်းပြီးရင်တိုင်ရော့ပြန်လာမှာပေါ့နော်တိုင်ရော့ကိုစစောကညီတိုင်ပဲဒီအရှိအဖျားလေးနှစ်ပေါက်ရဲ့အရှိအဖျားလေးတွေကိုပဲယူပြီးတော့တိုင်တို့လေးတစ်တိုင်ထိုးလိုက်တာပေါ့နော်ဒါဆိုရင်နှစ်ကြိမ်ရသွားပြီနော်ဒီလိုမျိုး၈ကြိမ်ပြည့်အောင်ဆက်ထိုးပေးပါနော်၈ကြိမ်ပြည့်သွားပြီဆိုရင်တော့တိုင်တို့ရေတွက်က32တိုင်ပဲကျန်တော့မယ်ဒါဆိုရင်တော့ရှက်ကော်နဲ့ချိန်မယ်เนาะနောက်တစ်စစ်တက်ဖို့အတွက်ဒီနေရာမှာကကြတော့ ချိန်နှစ်ခါထိုးမယ်နော်။အိုးအသေးထိုးမယ်ဆိုရင်တော့ချိန်တစ်ခါပဲထိုးမယ်တိုင်တို့ထိုးမယ်။ဒီမှာအိုးအကြီးဖြစ်တဲ့အတွက်တိုင်လက်သုံးတော့ပေါ့နော်။အဲ့တော့ဒီနေရာကျတော့ FL လို့ပုံစံမျိုးပေါ့နော်အရှိဘက်ဖုံပြီးအချမ်းကိုပဲတိုင်လက်လေးတွေထိုးသွားမယ်တကြိမ်အဲ့မှာရင့်မယ်ဒုတိယအပောက်ရဲ့အရှိဘက်ဖုံပြီးအချမ်းပေါ့နော်အဲ့ဒီဖုံပြီးအချမ်းမှာပဲတိုင်လက်နောက်တစ်တိုင်ထပ်ထိုးမယ်နှစ်တိုင် အမ်းမာရင့်မဲ့တတိယအပေါက်ရဲ့ဒီအရှိဘက်ချမ်းမှာတပေါက်သေးကို တိုင်လဲနှစ်တိုင်ထိုးမယ်တတိုင်အမ်းမာရင့်ပြီးတော့အဲ့ဒီအပေါက်မှာပဲနောက်ထပ်တိုင်လဲတတိုင်ဒါဆိုရင်တိုင်လဲနှစ်တိုင်နဲ့တိုင်လက်ကို တိုင်ပွားเนาะတစ်ချိန်ရပြီပေါ့เนาะပြီးသွားရင် နောက်ထပ်တိုင်လဲနှစ်တိုင်ပြန်ထိုးမယ်เนาะအရှိဘက်ဖုတ်မိမှာပဲထိုးပေးရမယ်เนาะတိုင်လဲတတိုင်အမ်းမာရင့်မဲ့ ဒူရီယာအပေါရဲ့အရှိအဖျားလေးမှာနောက်ထပ်တိုင်လဲတတိုင်တတိယအပေါရဲ့အရှိအဖျားလေးမှာတပေါက်ထဲကို တိုင်လဲနှစ်တိုင် TV လို့ခေါ်တာပေါ့နော်တပေါက်ထဲတိုင်လဲနှစ်တိုင်ဒါဆိုရင်နှစ်ကြိမ်ရသွားပြီသူ့ကိုတပတ်လည်လုံးထိုးမယ်ဆိုရင်၈ကြိမ်ပြည့်အောင် ထိုးပေးရမယ်နော်ရှစ်ကြိမ်ပြည့်သွားပြီဆိုရင်တော့ဒီနေရာမှာခြေရှိရှိလေးဖြတ်မယ်เนาะရှက်ကော့နဲ့မချိတ်ဘူးเนาะ 6အပ်လေးနဲ့ပဲဟိုဘက်ထိတ်နေတဲ့ဘက်ထိတ်နေကိုချိန်ပြမယ်နော် ပိုအဖုံလေးအတွက်အကြတော့အစိမ်းရောင်နဲ့ထိုးလဲရတယ်အညိုရောင်နဲ့ထိုးလဲရတယ်နော်ပြီးတော့ရင်ဒီအလဲကအပေါက်လေးပေါ့နော်ဒီအလဲကအပေါက်လေးအရန်တင်းတင်းမဆွဲလိုက်နဲ့နော်အပေါက်ကလေးထားထားပေးပါနော်ဒါထိုးနေရကြတော့ဒီအိုးထိုးတော့ကအစဲ1 2 3 4နဲ့တူတူပဲပေါ့နော်အဲအိုးအသေးထိုးတဲ့အခါကျရင်လည်းဒီနီးတိုင်းပဲထိုးပါနော်မက်ဂျာရင်ထဲမှာတိုင်းလို့၈တိုင်းနဲ့ပဲထိုးနော်အိုးအသေးကကြတော့အစဲ1 2 3ထိထိုးပါနော် အိုအကြီးအတွက်အကြတော့အဆက်လေးမှာ BL လိုပုံစံမဟုတ်ဘဲနဲ့တိုင်းတို့နှစ်တိုင်းနဲ့တိုင်းပွားဆိုပြီးတော့ရှစ်ကြိမ်ပေါ့နော်အဲ့ဒီထိထိုးပေးပါနော်ဒီမှာလဲဘတ်တန်လေးလဲပြန်ပြီးတော့ချထားပေးမယ်နော်ဒါဆိုရင်တော့ဒီအဖုံလေးနဲ့ဒီအိုလေးနဲ့တွဲပြီးတော့ချုပ်ကြည့်အောင်နော်ဒီမှာတော့ shut cord ချိန်ထားတဲ့နေရာလေးကနေပြီးတော့တောက်ကနေစပြီးတော့ဒီဖုံမီကြိုးစားလေးတွေမှာတပေါက်ကိုတစ်ချက်တစ်ချက်နဲ့ပေါ့နော်တွဲပြီးတော့ချုပ်သွားပါမယ်နော် န်ပွဲလေးထုတ်ဖို့အတွက်ကြတော့ဒီလိမ်မော်ဝါပေါ့နော်လိမ်မော်ဝါချီလေးနဲ့မက်ဂျရင်လေးလုပ်မယ်ချိန်နှစ်ခါထိုးမယ်နော်ဒီနေ့ပြီးရင်ဒီမက်ဂျရင်ထဲမှာတိုင်ရှည်ထိုးမယ်တိုင်ရှည်တစ်တိုင်းပဲထိုးမယ်နော်တိုင်ရှည်ဖြစ်တဲ့အတွက်နှစ်ပေါက်တစ်ခါကျော်နောက်ထပ်နှစ်ပေါက်ကျော်ချိန်နှစ်ခါပြန်လာမယ်ဒီနေ့ပြီးရင်ဒီမက်ဂျရင်ထဲမှာရှက်ကော်နဲ့ချိန်ပေးပါနော်ဒါဆိုရင်ပွက်ချက်လေးတစ်ခုရပြီ 3ခုပြည့်အောင်ထိုးမယ်နော်ဒီနေအမရင်မယ်မဂျရင်ထဲမှာတိုင်ရှည်ထိုးမယ်တိုင်ရှည်တစ်တိုင်ထိုးပြီးသွားရင်ချိန်နှစ်ခါပြန်လာမယ်ဒီနေမဂျရင်ထဲကိုသွားပြီးတော့ရှက်ကော်နဲ့ချိန်လိုက်မယ်ဝိချက်နှစ်ခုရပြီချိန်နှစ်ခါပြန်လာမယ်ဒီနေပြီးရင်တိုင်ရှည်ထိုးဖို့အမရင်မယ်တိုင်ရှည်တစ်တိုင်ထိုးမယ် ချိန်နှစ်ခါထပ်ထိုးမယ်။ဒီနဲ့ပြီးရင်ဒီ magic ring ထဲမှာသွားပြီးတော့ shot ကနဲ့ချိန်လိုက်မယ်။ပြီးရင်တော့ချိန်လေးတစ်ခါထိုးပြီးလို့ရှိရင်တော့ဒီကြိုးစားလေးကိုတင်းတင်းလေးဆွဲလိုက်ရင်ပန်းပွက်လေးရပြီပေါ့နော်။ဒါဆိုရင်ဒီကြိုးစားလေးကိုဖြတ်လိုက်တော့မယ်နော်။ဒီကြိုးစားနှစ်ခုကိုကြတော့ပူးချလိုက်မယ်နော်ချပြီးသွားရင်တော့ကြိုးတစ်ချောင်းပဲခြံခဲ့မယ်တစ်ချောင်းကိုတော့ညှက်လိုက်မယ်နော် ဒီလိုပန်းပွင့်လေးတွေကတစ်ခက်ကို၃ပွင့်စီထားမှဆိုတော့၃ခက်လောက်လုံးမှဆိုတော့၉ပွင့်လောက်ထိုးထားပေးပါနော်။အရင်ဆုံးနန်းကြိုးလေးတစ်ချောင်းကိုဒီလက်ညိုတစ်ချောင်းကြော်ကြော်စာလောက်ပေါ့နော်။ယူထားပေးမယ်ပြီးရင်ဒီထိတ်နာလေးကိုခောက်ပေးပါနော်။နည်းနည်းလေးခောက်လိုက်မယ်နော်။ခောက်ပြီးသွားရင်အဲ့ဒီနေရာလေးမှကြာတော့ကော်တုပ်မယ်နော်။ကော်တော့ရမှာပေါ့နော်ဒီမှာပန်းပွက်တဲ့ကိုဒီလိုထဲလိုက်မယ်ထည့်ပြီးသွားပြီဆိုရင်ဒီနေရာလေးမှာ ဒီအောက်ကပွက်ချက်လေးနှစ်ခုမှကော်နဲ့ကက်ပြီးတော့ပန်းပွက်ကိုခောက်ရမှာပေါ့နော်ကော်ကက်တဲ့အခါကျရင်အတက်နိုင်ဆုံးအသက်ရက်ဆုံးဖြစ်အောင်ပေါ့နော်ကော်လေးတွေမပေးအောင်တတိထားပြီးတော့ကက်ပေးပါနော်ပြီးသွားရင်တော့ဒီအောက်ကနေပြီးတော့ဒီလိမ္မောအဝါလိမ္မောဝါချီလေးနဲ့ပေါ့နော်ဒီလိုလေနောက်ပန်ပွေးတစ်ခုနာရောက်တဲ့အထိပေါ့နော် ပြီးရင်နောက်ပန်းပွေတစ်ခုပါဆက်ပြီးတော့ဒီအောက်ကကြိုးစားလေးကိုဆက်ပြီးတော့ပတ်သွားပါတော့။အပေါ်ကပန်းပွေလေးကလည်းနည်းနည်းတော့လှုပ်ရင်လှုပ်နေမှာနော်ဒါပေမဲ့ကော်နဲ့ပြန်ကက်မှာပဲဆိုတော့သူ့ကိုဒီတိုင်းလေးအဆင်ပြေသလိုလေးဒီနေရာလေးမှာပတ်ပြီးနော်။ငန်းကြိုးလေးကနည်းနည်းလေးပါနေတာဆိုတော့ဒီနေရာမကင်ရတာတော့နည်းနည်းတော့ခက်မယ်နော်။နှစ်ပင်ပူလို့အဆင်ပြေတယ်ဆိုရင်လည်းနှစ်ပင်ပူကြည့်ပါနော်။ဒါဆိုဒီမှာ ဒုတိယပန်ဖွဲ့ရဲ့စူးစမ်းကိုညှက်လိုက်တော့မယ်နော်တအားကြီးရှုံနေမှာဆိုလို့ပြီးရင်တော့နောက်ပန်ဖွဲ့တစ်ခုကိုထပ်ပြီးတော့ဒီနေရာလေးမှာထားမယ်နော်၃ဖွဲ့လာပဲတစ်ခက်ကို၃ဖွဲ့လာပဲထည့်မှာပေါ့နော် ါဆိုရင်ဒီနေရာနားလောက်လေးမှာကော်လေးနဲ့ကတ်လိုက်နော် ပြီးရင်အောက်ကပန်းပွက်လေးနှစ်ခုကိုလည်းပထမဆုံးပန်းပွက်လိုပဲဒီလိုမျိုးပေါ့နော်အောက်ကပွက်ချက်လေးနှစ်ခုကိုအလဲမှာယူရန်လေးကိုညှက်ပြီးတော့ကွန်နက်ကပ်ပေးရမှာပေါ့နော် ပြီးသွားရင်တော့မိတ်ကော့တုံနဲ့ထူထားတာဖြစ်တဲ့အတွက်အမွေးလေးတွေဖွားနေတယ်ဆိုရင်မိချစ်လေးနဲ့ဒီလိုလေးလုပ်ပေးပါနော်ဒါဆိုတော့ပန်းပွက်လေးကပို့ပြီးတော့တတ်တည့်ရဖြစ်သွားမယ်ဒီလိုပုံစံမျိုးသုံးခက်လောက်လှုပ်ထားပေးပါနော်အဖူးလောက်ဖို့အတွက်ကြတော့အစံရောင်ချီနဲ့အရင်ဆုံး slim knot လေးတစ်ခါလုပ်မယ်ပြီးရင် chain ၄ခါထိုးမယ်နော်၁၂ 3 4ချိန်၄ခါထိုးပြီးသွားရင်ဘာပဲ state ပုံစံမျိုးပေါ့เนาะတိုင်ရှည်နဲ့ပထမဆုံးချိန် about တဲမှာတိုင်ရှည်3နိုင်ပေါ့เนาะအရင်ဆုံးတတိုင်ကိုရှည်နှစ်ပေါက်ကိုပဲတစ်ခါကြော်ထားမယ်ဒီတိုင်လေးခဏထားအမှရစ်လိုက်မယ်အဲ့ဒီပေါက်မှာပဲတိုင်ရှည်ထိုးဖို့ခြိဆွဲယူလာမယ်ရှည်နှစ်ပေါက်ကိုပဲအရင်တစ်ခါကြော်ထားမယ်အမှတစ်ခါထည့်ရစ်မယ် အဲ့ဒီပေါက်မှာပဲခြီးသွားပြီးတော့ဆွဲယူလာမယ်။ရှင်းနှစ်ပေါက်ကိုပဲတစ်ခါကြော်မယ်။ဒါဆိုရင်တော့အပ်ပေါ်မှာဂွင်းလေး၄ခုရှိသွားပြီဆိုရင်ဒီဂွင်း၄ခုစလုံးကိုတစ်ခါတည်းထုတ်မယ်။ပြီးရင်ချိန်၃ခါ၁၂ချိန်၃ခါထိုးပြီးသွားရင်စောစောကတိုင်ရှိထိုးထားတာရဲ့အပေါက်ထဲမှာချက်ကော်နဲ့လှန်ချိန်လိုက်မယ်နော်။ပြီးသွားပြီဆိုရင်တော့သူ့ကို ခြေရှိရှိလေးဖြတ်ထားပေးပါနော်ပြီးရင်တော့ဒီခြေစားလေးနှစ်ခုကို ပူပြီးတော့ခြီလိုက်မယ်နော်ဒါလေးကိုလုံလုံလေးဖြစ်အောင်အရင်လုပ်မယ်နော် ပြီးရင်ဒီခြေစားလေးနှစ်ခုခြီလိုက်မယ် ဒီပထမဆုံးတစ်ခုကိုကြာတော့ဒီတိုင်းလေးပဲထားတာမှာပေါ့နော်ဒီနေရာလေးမှာအပောက်ပုံစံလေးဖြစ်နေမယ်နော်ကြံတဲ့၄ခုကိုကြာတော့ဒီအပောက်လေးတွေပိတ်အောင်ချုပ်ပေးရမှာပေါ့နော်ဒီအပောက်လေး ဒါဆိုရင်အဖူးမှကြတော့တစ်ခုကိုကြတော့မချုပ်ပဲနဲ့ကြံတဲ့လေးခုကိုကြတော့လုံလုံလေးဖြစ်အောင်အပေါက်လေးတွေကိုပိတ်ပြီးတော့ချုပ်လိုက်မယ်နော်ဒီတစ်ခုကိုတော့ဒီတိုင်းလေးထားထားမယ်နော်ပုံမှန်တိုင်းပဲနန်းဂျိုလေးတစ်ချောင်းကိုဒီလက်ညှိုးတစ်ချောင်းကြော်ကြော်စားလောက်ယူမယ်ထိတ်လေးကိုခောင်းမယ်ခောက်ပြီးသွားပြီဆိုရင်စောစောကအပေါက်ဖွင့်ထားတဲ့အဖူးလေးထဲမှာသွားပြီးတော့ထိုးထည့်မယ်နော် ပြီးရင်တော့ဒီနေရာလေးမှာကော်လေးတုတ်လိုက်မယ်เนาะကော်တုတ်တာတဲ့နန်ဂျိုလေးအထည်ရောက်ပြီဆိုရင်ဒီအဖူးလေးကိုဒီလိုမျိုးလေးစစ်စစ်လေးပိတ်လိုက်ပါเนาะဒါဆိုရင်လုံလုံလေးဖြစ်သွားမယ်ကြံနေတဲ့ကြိုးစားလေးနဲ့အောက်ကိုဆင်းသွားတော့မယ်เนาะအောက်ကိုပတ်ပြီးတော့ဆင်းသွားမယ်နောက်ထပ်အဖူးလေးလေးခုကိုဒီဗီဒီယိုတွေအတိုင်း ဖတ်ပြသွားမယ်เนาะဒါလေးကိုတေချာကြည့်ပေးပါเนาะ ဒီနေရာလောက်ထိရောက်ပြီဆိုရင်တော့ဒီစောစောကပန်းခက်လေးတွေပေါ့နော်ပန်းခက်လေး၃ခက်ကိုပါတခါတည်းပူပြီးတော့ပတ်မှာပေါ့နော်အစရံပန်းဖူးလေးတွေကိုကြာတော့ဟိုမြင့်မြင့်လေးထားမှာပေါ့နော်ပန်းခက်လေးတွေကိုကြာတော့အဲဒီအစရံပန်းခက်ရဲ့အောက်ပေါ့နော်အောက်နာလေးမှာနက်နက်လေးထားပြီးရင်ပို့ပြီးတော့လှမယ်နော် ဒါဆိုရင်ဒီ၄ခက်စလုံးကိုပူပြီးတော့အစိမ်းအောင်ချိန်ခဲ့ပဲပတ်သွားတော့မယ်เนาะ ေးရွက်လေးထိုးဖို့အတွက်စလင်းနော့လေးတစ်ခါလုပ်မယ်။ချိန်၈ခါထိုးမယ်။ချိန်၈ခါထိုးပြီးသွားပြီဆိုရင်တော့ဒီဒုတိယပောင်းမှာအရင်ဆုံးတိုင်တိုလေးတစ်တိုင်စထိုးမယ်။ပြီးရင်တိုင်လက်လေးတွေထိုးမယ်နော်။နောက်တစ်ပောင်းကနေတိုင်လက်၄နောက်တစ်ပောင်းမှာတိုင်လက်၄ နောက်တစ်ပေါက်မှာတိုင်လက်တော့နောက်တစ်ပေါက်မှာတိုင်လက်လေးလေးပြီးသွားပြီဆိုရင်နောက်တစ်ပေါက်မှာကြတော့တိုင်တို့ပဲထိုးမယ်နောက်ဆုံးပေါက်မှာကြတော့ရှက်ကောရှက်ကောတစ်ခါပြီးရင်ချိန်နှစ်ခါထိုးမယ်ဒီနေ့စစောကနောက်ဆုံးရှက်ကောလှုပ်ထားတဲ့ပေါက်မှာရှက်ကောပြန်လှုပ်မယ်ပြီးရင်ပြန်꿰သွားမယ်เนาะနောက်တစ်ပေါက်မှာ ိုင်တိုထိုးမယ်တိုင်တိုရဲ့အောက်တထဲမှာတိုင်တိုပြီးရင်တိုင်လက်၄တိုင်ပြန်လာမယ်ဒီနေတော့လေတိုင်လက်၄တိုင်ပြီးရင်နောက်ဆုံးပေါင်းမှာကြတော့တိုင်တူနဲ့တိုင်ပွားထိုးမယ်တပောက်တွေကိုတိုင်ပွားပေါ့နော်

ကွန်နဲ့ပဲကတ်လိုက်တော့မယ်နော်ကွန်နဲ့ကတ်တာမတက်ရက်ဘူးလို့ထင်တယ်ဆိုရင်တော့လက်ချုပ်လိုက်ပြီးတော့ကတ်လို့ရအောင်နော်ဒီနေရာမှာရှက်ကော့လောက်ထားတဲ့အကြောင်းနေရာလေးကိုတချမ်းပေါ့နော်တချမ်းကတ်လိုက်တယ်နောက်တချမ်းကိုသူ့နယ်ဟိုဘက်တက်တက်မှာဒီလိုလေးကတ်မှာပေါ့နော်ဒါဆိုရင်တော့မီနီပတောက်ပန်အိုးလေးထိုးလို့ပြီးပြီပေါ့နော်သူ့ကိုအိုးအသေးလေးထိုးလို့ရတယ်နော်အိုးအသေးနဲ့ထိုးမယ်ဆိုရင်တော်ချိတ်ပုံစံလေးဖန်တီးလို့ရတယ်နော် ဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုဒီမှာပဲရပ်ထားလိုက်တော့မယ်เนาะမကြခင်ကြရောက်မယ်နှစ်သက်ကူအခါသမယလေးမှာခြိထိုးဝါဒနာရှင်လေးတွေဟမ်မိတ်ချစ်သူလေးတွေပျော်ရှင်ချမ်းမြေ့ကြပါစေလို့အကျိုးစုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်เนาะ